အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှာတော့အပြူစင်ဘဝကို ရောင်းခဲ့တဲ့မိမငယ်ရုံမထွက်နိုင်ပဲမူးယစ်စေဝါပါဆွေးလန်းသွားတဲ့ဖြစ်မှန်ဗီဒီယိုပိုင်းကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုပိုင်းလေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါဦးဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာကန်ထရီနိုလေး channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာ ရတော့ကျွန်တော်တင်လိုက်တဲ့ post လေးပေါ့ဗျာเนาะအဲ့ဒါလေးရဲ့အဆက်ပေါ့เนาะဒါအခုအပိုင်းနှစ်ပေါ့เนาะအဲ့ဒီမှာကျွန်တော်ဒီအထယ်ချုပ်တမဘွားကနေပေါ့เนาะအထယ်အထယ်ချုပ်တမဘွားကနေပြီးတော့ကျွန်တော်ဒီမတိလိုက်မတိပါတာမိသားစုအတွက်ကိုသူ့ဘွားကိုယင်းပြီးတော့ဖော်ကဘွားကိုသူကရောက်သွားတယ်ဖော်ကဘွားကိုရောက်သွားတဲ့အချိန်ကျတော့သူကဘာဖြစ်လာလဲဆိုတဲ့အခါကျတော့နောက်ပိုင်းပေါ့ဗျာเนาะလောကယူသူအရွက်တိုက်တာတွေကောပြောမသွင်းဗျာသူ့ဘွားကိုသူယုံမရတယ်လေဖြစ်တာပေါ့ဟာလာသူမလုပ်ချင်တဲ့အလုပ်တစ်ခုကိုသူလုပ်လိုက်ရတယ်အဲ့အဲ့ဒီနောက်မှာ သူ့ရဲ့ဘေးပတ်ဝန်းကျင်မှာသူ့ရဲ့မိဘတွေသူ့ရဲ့အုပ်ထိန်းသူတွေပေါ့ဗျာအုပ်ထိန်းသူတွေမရှိတဲ့အခါကျတော့သူ့ကိုတုံတင်ဆုံးမမဲ့သူမရှိဘူးเนาะအဲ့ဒီမှာခုနကကျွန်တော်ပြောပြခဲ့တဲ့အဲ့ဒီကျွန်တော်ဒီဝဲသားမမကြီးတွေပေါ့ဝဲသားမမကြီးတွေဆိုတာကเนาะဟိုပြောမှဆိုရင်သူတို့အတွက်ကိုဒါသူတို့ကကြည့်တဲ့သူတွေကများတယ်เนาะအဲ့ဒီဒီအခုဒီအခုเนาะဒီအခုဖော်ကာလုပ်တဲ့ကောင်မလေးတွေသူတို့ခိုင်းစားလို့အဆင်ပြေတယ်ဆိုတော့ကောင်မလေးတွေအပေါ်ကိုသူတို့ကစေတနာ နဲတယ်ဗောဗျာလုံးလုံးမရှိဘူးဆိုတာတော့မဟုတ်ပါဘူးเนาะဒါနောက်ပိုင်းတန်ရုံးတွေနေပါဖြစ်ပြီးတော့စေတနာနဲ့ဆုံးမတုံတွေနဲ့မမိုက်လည်းရှိတတ်ပါတယ်เนาะအဲ့ဒီမှာနောက်ပိုင်းကျတော့အကောင်မလေးကဘာဖြစ်လာလဲဆိုတော့ကျွန်တော်လောကကြီးကိုအရွက်တိုက်တယ်ဗျာဟာလာ तू မလုတ်ချင်းမနဲ့လုတ်လိုက်ရတဲ့ဘွားကြီးကို तू तू စိတ်နာတယ်ထင်ပါတယ်စိတ်နာတယ်ထင်ပြီးတော့စိတ်နာပြီးတော့ तू နောက်ပိုင်းကျော်ဒီအရက်တို့ဘီရတော့တောက်တက်လာတယ်အဲအဲ့ဒီရမှာတဆင့်ကျွန်တော်တို့ဒီအခုမွေးစေးပေါ့မွေးစေးကလည်းတိရတဲ့အတိုင်းပဲเนาะ ဝင်ဆက်လိုက်ကုကကြီးမှာတော်တော်ပေါတယ်လို့ပဲပြောရမှာပေါ့ဗျာနော်ငွေစည်းတွေသုံးဆွဲတက်လာတယ်ငွေစည်းသုံးဆွဲတက်လာပြီးအဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုတဲ့အခါကျတော့ငွေစည်းကအဆန်တောင်းရတယ်အဆန်တောင်းရတဲ့အခါကျတော့သူ့အတွက်သူ့ရဲ့နောင်ရည်အတွက်ကိုသူကစုမိဆောင်မိမရှိဘူးပေါ့ဗျာအခုချိန်ကျတော့သူအဲ့ငွေစည်းတွေလည်းဆွဲနေပြီရွာကလည်းသူပြန်ကျင်တယ်သို့ပေမဲ့လည်းရွာကလည်းသူမပြန်ကျင်တော့ဘူးသူ့ရဲ့ဒီလိုအနေထားနဲ့သူရွာကလည်းမပြန်ကျင်တော့ဘူးဟုတ်လား ဒီမွေးဈေးကလည်းတည်တဲ့အတိုင်းမွေးဈေးဆိုတဲ့တဘာဝအတိုင်းကျွန်တော်ဒီဖြက်ရတော်တော်ခက်တယ်ဗျเนาะအဲ့ဒါတွေကိုကျွန်တော်ဒီဘလူနီယာတွေမှာတွေ့နိုင်လဲဆိုတဲ့အခါကျတော့ကျွန်တော်ဒီအခုကျွန်တော်ဒီဘားတွေကလပ်တွေ KTV တွေပေါ့ဗျာเนาะအဲ့ဒီမှာချိုးနေရာတွေမှာကမွေးဈေးဝါတွေတုံးပြီးတော့เนาะမွေးဈေးဝါနဲ့မျောနေတဲ့ကောင်မလေးတွေလည်းအများကြီးရှိတယ်ကျိုးကတော့ကျွန်တော်တို့ပထမပိုင်းကတော့ပထမပိုင်းကတော့တို့ကမိသားစုအတွက်အနစ်နာခံတဲ့ကလေးတွေပေါ့ဗျာအဲနောက်ပိုင်းကျတော့တို့ကဒီဘွားထဲမှာပျော်လာတယ်အပျော်လာရင်းနဲ့တပည့်တွေနဲ့ပြက်လာတယ် က်လိုက်ပြီးသူတို့ကသူတို့မထိန်ဘူးမထိန်မဲ့နဲ့ဘွားကြီးကိုရေစုံမျောလိုက်တဲ့အခါအာနောက်ပိုင်းအဲ့မှာဟိုတက်လေးတွေနည်းနည်းရလာပြီးတော့အတီပြားလေးတွေနည်းနည်းခေါင်းထဲကိုရောက်လာတဲ့အချိန်ကျတော့သူတို့ရဲ့အိမ်ကိုပြန်ကျင်တယ်တို့ပေမဲ့အိမ်ပြန်လောက်တဲ့အိမ်ပြန်နိုင်လောက်တဲ့အထိသူတို့ရဲ့လက်ထဲမှာကအရင်ကြီးမရှိဘူးအရင်ကြီးမရှိဘူးဆိုတဲ့အခါကျတော့သူတို့သူတို့ရဲ့ရက်ရွာတွေကိုသူတို့မပြန်ရဲကြဘူးပေါ့ဗျာဟုတ်လားအဲ့ဒါတော့နှစ်တည်းအကြာကြီးသွားလို့ပြီးတော့မှဘာမှလည်းမရှိဘူးအမှန်မှန်ကသူတို့ကမစုမဆောင်ခဲ့လို့ဗျာနော် စုခဲ့ဆောင်ခဲ့မယ်သူတို့ငွေဟိုသူတို့ဟိုဘယ်လိုပြောမလဲဆိုရင်စီကံတကြသုံးဆွဲခဲ့မယ်ဆိုလို့ရှင်တော့သူတို့အရင်နေ့တစ်ခုလောက်ကတော့အေးစစ်စစ်ရပါတယ်အဲတို့ပြင်မဲ့အဲ့ဒီအဲ့ဒီဟိုသူတို့ရလာတဲ့ပတ်စံတွေကိုသူတို့ကခုနပြောတဲ့အပျော်တွေအပြက်တွေပေါ့ဗျာအပျော်တွေအပြက်တွေဆိုတာကျွန်တော်ဒီခုအရက်တို့ဘီယာတို့မူရစေဝါတို့မှာအတုံးချလိုက်တယ်အတုံးချလိုက်တဲ့အခါကျတော့ဟာလားတနေ့တည်းတော့မတိတာဘူးဒါပေမဲ့နှစ်တည်းကြာလာတဲ့အခါကျတော့တိတာလာတယ်။နော်တိတာလာပြီးတဲ့အချိန်မှာသူဒီပေါ်ကြီးကိုညင်းငွေလာတယ်သူတို့မူရစေဝါ ဆွဲနေတာကိုလည်းသူတို့သိတယ်သူပြိမဲ့ယုံထွက်ခြင်းနဲ့ယုံထွက်ဖို့အဆင်မပြေဘူးဖြစ်တယ်အဆင်မပြေတဲ့အတွက်ဟလာဟိုကျွန်တော်ဒီမှာအခု comment နေမှာကျွန်တော်ဝိုင်းပြီးတော့ပြောကြတယ်ပေါ့သူ့ရော်ကိုပြန်ပို့တော်လောက်ကတော့ဗျာကျွန်တော်တို့အခုပို့ပေးအခုရတာပဲဟုတ်တယ်မလားအနောက်ပြီးတော့သူတို့တွေကခေါယိုးကျိုးနေပြီဗျာဘာခေါယိုးကျိုးလဲသိလားသူတို့ကလက်ကြောတင်းအောင်သူတို့ပြန်ပြီးတော့မလုပ်စားကြတော့ဘူးပထမဆုံးကတော့သူတို့ကဒီအခုကျွန်တော်တို့ဒီအထယ်ကျုပ်စက်ယုံပါဟုတ်လား မနဲ့မိုးလင်းကနေမိုးချုပ်နော်တောက်လျှောက်သူတို့ကအလုဆင်းနိုင်တယ်အခုနောက်ပိုင်းကျတော့သူတို့ကအဲ့လောက်ဝင်ငွေနဲ့ဒီအခုအထယ်ချုပ်ကပေးတဲ့ဝင်ငွေလောက်နဲ့သူတို့ကမတင်းနိုင်ကြတော့ဘူးသူတို့ရဲ့ဘဝကိုအဲ့လိုတွေဖြစ်နေတာအဲ့လိုတွေဖြစ်နေတဲ့ဆိုတဲ့အခါကျတော့ဟိုဘယ်လိုပြောရမလဲသူတို့တိုက်နေသူတို့ကန်လို့ပဲကျွန်တော်တို့ကပြောရမှာပါဗျာဟုတ်တယ်မလားနော်ကျွန်တော်တို့ကဘာလုပ်ပေးလို့ရမလဲအလုပ်တစ်ခုကျွန်တော်တို့ရှာဖွေပေးလို့ရအလုပ်တစ်ခုကဲခုလက်ရှိပါဗျာကျွန်တော်ဒီခုဘာပဲဖြစ်ဖြစ်ကျွန်တော်ဒီရိုးရိုးတက်တက်လောက်ကင်စားတောင်းမယ်ဆိုလို့ရှိရင် ဒီ၄၅၆သိန်းပတ်ချလဲဝင်ငွေကတော့ရနေမှာပဲသို့ပေမဲ့အဲ့လောက်ဝင်ငွေကိုသူတို့အတွက်ကအဆင်မပြေတော့ဘူးဆိုတော့နောက်ဆုံးကျွန်တော်ဘလို့အကြံပေးရမလဲဆိုလို့ရှိရင်เนาะအခုကျွန်တော်ပြောနေတဲ့နေရာမှာအခုကျွန်တော်ဒီဗီဒီယိုကိုကြည့်မိတဲ့ညီမလေးတွေเนาะကျွန်တော်ဗာလေးမှားညင်လဲဆိုတဲ့အခါကျတော့နံပါတ်၁မိဘတွေကိုယ့်မိသားစုမိဘပေါ့နော်ကိုယ့်မိသားစုအတွက်ကိုကိုကကိုယ့်ဘဝရုပ်ကိုစတဲ့ပြီးတော့ဒီကို4ကာတွေ Jordi KDB တွေမာဆက်တွေเนาะ ရောက်ချိန်ရောက်ရောက်သွားနိုင်တယ်။ဒါပေမဲ့အဲ့ဒီဘွားကြီးထဲမှာရေစုံမမျောလိုက်ကြပါနဲ့။အချိန်အတိုင်းတာတစ်ခုတည်းကိုကဘယ်လောက်လုံးမှာလဲ6လလား1နှစ်လား2နှစ်လား3နှစ်လားလုတ်ပြီးလို့ရှိရင်ခုနပြောတယ်ကိုရဲ့နောင်နောင်ရေးအတွက်ကိုအရင်နေ့တစ်ခုကိုမရရအောင်စုပါပြီးလို့ရှိရင်အဲ့ဘွားတွေကနေရုံထွက်ပါဟလားပြီးလို့ရှိရင်ဟိုပိုပုံမှန်ပေါ့နော်ပုံမှန်ဘွားတစ်ခုမှာရဲပုံမှန်ဘွားတစ်ခုကိုရဲရဲဝံ့ဝံ့ပြန်လဲတိဆောက်ကြည့်ပါနော်အဲ့လို ဘဝတွေကနေရုံထွက်လာပြီးတော့ပုံမှန်ဘဝတွေကိုပြန်ဝင်လာပြီးတော့အောင်မြင်တဲ့သူတွေလည်းလောကကြီးမှာအများကြီးရှိပါတယ်เนาะအဲ့လိုလူမျိုးတွေကိုကျွန်တော်တွေ့အောင်ရှာပြီးတော့လဲကျွန်တော်ထပ်ပြီးတော့တင်ပေးပါအောင်လို့ပြောကြရင်လည်းကျွန်တော်ဒီနေ့ဒီဗီဒီယိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်အခုကျွန်တော်တင်ပေးတဲ့အခုဒုတိယပိုင်းလို့လည်းစိတ်ကျေနပ်မှုရှိကြမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျာเนาะအားလုံးပဲဒီအခုအမျိုးသမီးငယ်လေးတွေเนาะအခုဒီဘောကဘဝတွေတော့ဒီ KTV တို့မာဆက်တို့ဘဝတွေကနေပြီးတော့အမြန်ဆုံးရုံထွက်ပြီးတော့တာမန်ဘဝတွေမှာ ကျင်းလဲကြစားပြီးတော့တာမန်ဘဝတွေမှာအောင်မြင်မှုရနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာနော်